ဟယ်လိုဗုဒ္ဓဘာသာမီးတွေအတွက်ကျွန်တော်တို့ပထမအဆုံးကြားလာတဲ့နာမည်လေးတွေရှိပါတယ်။အဲဒီနာမည်လေးကတော့အင်ဒန်မှာကောင်းသောနာမည်ဖြစ်ပါတယ်။ဒုတိယကခုံတန်းနေရာလေးပေါ်မှာထိုင်ပြီးတော့ဒီအောင်မြင်မှုတွေကိုကိုးစားပြုတဲ့သင်္ကားပြားတွေကိုကိုယ်တိုင်ထွန်းထုတ်ပြီးတော့နိုင်ရမှာချိန်ဆွဲတဲ့သင်္ကေတနာမည်ပါ။အဲလိုကျယ်ပွင့်နာမည်ဆိုရင်ကျယ်ပွင့်စစ်ပွင့်နာမည်ဖြစ်ပါတယ်။ဗုဒ္ဓဘာသာမီးတွေကဒီကလာမှာကန်နာဒါရဆိုရင်အင်ဒန်မှာကန်နာဒါကောင်းသောအချိန်ကာလပါ။ အလုံးနဲ့ပတ်သက်ကံကြမ္မာပွင့်လမ်းမယ်အလောက်ကင်ခွေးကုန်းလမ်းကြီးကတော့ပေါ်များတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်တစ်ခုက company ဝန်ထမ်းတွေရှိတယ်နောက်တစ်ခုကဆွေးရဝန်ထမ်းတွေရှိတယ်ပေါ့နော်ဒီကာလတွေမှာဆိုရင်တော့ inbound မှာဒါလက်ဝင်မဲ့အချိန်လက်ရှင်မဲ့အချိန်ငွေကြေးတွေပေါ်ထွက်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကောင်းပဲမြန်မာလူဆယ်လုံးတစ်ခုရှိပါတယ်။ကြံနိုင်အောင်လို့စောင်းနိုင်မြောက်တဲ့အချိန်နဲ့ကိုကြံသတိသမျှပေါ့နော်။ ကိုကြံစီသမျှကြိုးစားသမျှအားထုတ်သမျှအောင်မြင်နိုင်တဲ့ကံတရာမျိုးစီတယ်အဖက်ဘက်ကနေပြီးတော့အစဉ်ပြေမဲ့ကံတရာမျိုးစီတယ်အလုံးလောက်ရတာလည်းစိတ်ချမ်းလာပြီးတော့ပြေရှင်ရတတ်ပါတယ်အလုံးမှာတိုးတက်တတ်တယ်ဓာတ်တွေလည်းတိုးတက်တတ်တယ်လသာတွေလည်းတိုးနိုင်တယ်နေရာကောင်းတွေလည်းရနိုင်တယ်အယောင်းဝယ်ကိစ္စတွေလည်းဖြစ်ထွန်းအောင်မြင်မှုရတတ်တယ်အဖက်ဘက်ကနေပြီးတော့အစဉ်ပြေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီကရမှာကျွန်တော်ဗုဒ္ဓသာသမိတွေတွေ့လို့ရင်ကောင်းမလားမကောင်းလားလို့တင်လားမလို့တင်လားအဲ့လိုမျိုးစဉ်းစား ရေရေကြီးတယ်ဆိုရင်လုတ်ကိုလုတ်ကင်ပါတယ်လုတ်တဲ့အတွက်လည်းအောင်မြင်တဲ့ထွက်ထွန်းခြင်းတွေရနိုင်တာပေါ့နော်နောက်နေ့ကကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်တဲ့ကံစားတာလည်းအလုပ်တွေလည်းအဆင်ပြေငွေကြေးတွေလည်းအောင်မြင်ဆိုတဲ့နမိတ်မျိုးပါပဲအဲတော့တဲတော်တွေကကတ္တကတ်နဲ့တက္ကကံတရားတစ်ခုနဲ့တစ်ခုဟာဆက်သွယ်ချိတ်ဆက်ထားတဲ့ကံတရားမျိုးဖြစ်ပါတယ်ဒီကငွေကြေးတွေတောင်းပြပြီးတော့စိတ်ချမ်းသာတွေ့ရှင်ရမယ်ပေါ့နော် ကိုကြိုးသားအားထုတ်နေတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားသိသိသာသာအဆင်ပြေနိုင်တယ် မွေးကြီးနဲ့ပတ်သက်ရင်ကန်တာတာကောင်းတယ်အဖက်ဘက်ကနေအဆင်ပြေနိုင်တဲ့ကန်တာတာမျိုးရှိတာကြားစရာကြီးတဲ့ငွေတွေချက်ချက်မမောရနိုင်ပြီးတော့ပေးစရာကြီးတဲ့ငွေတွေလည်းပဲဒါလွယ်လွယ်ကူကူပေးနိုင်မဲ့အချိန်ပါပဲနောက်ကိုအနေနဲ့ငွေကြေးကိုအကြောင်းပြပြီးတော့ကြံစီလှုပ်ဆောင်နေတဲ့ကိစ္စတွေဆိုရင်သူပြဆိုကြအောင်မြင်မှုရတတ်တဲ့အချိန်ကလာပြီးတော့ဖြစ်ပါတယ်နောက်ကျမ်းမာရေးမှာတလဘာနမိတ်ကောင်းတာပေါ့နော်ကျမ်းမာရေးကန်တာတာကောင်းတယ်သို့တော်သားသမီးတွေအတွက်ကျမ်းမာရေးဆိုးဆိုးရွားရွားအညံ့အခိုက်တွေမရှိပါဘူး ော့ကျမ်းမာရေးညမ်းလို့စေယုံစေကံကြတနေရတဲ့ဗုဒ္ဓဥဒါရမင်းတွေအတွက်ဆိုရင်တော်တော်လေးကောင်းပါအဲလိုကမိတ်ဆွေတွေပေါင်းတဲ့နေသင်ငယ်ချင်းတွေကဏ္ဍတွေမှာလည်းပဲအခြေအနေကောင်းပါအော်ပြင်နာရေးကဏ္ဍတွေမှာဆိုရင်လည်းထူးထူးခြားခြားအောင်မြင်မဲ့ကံတားတွေရှိတယ်အော်ကိုရည်ရထားတဲ့သင်တန်းအပြင်နောက်တဲ့သင်တန်းတွေပါတက်ရောက်ရတတ်တဲ့အချိန်ကမျိုးဖြစ်ပါသင်နာရေးကံတားကောင်းတယ်သင်တန်းနဲ့ပတ်သက်တဲ့ကံတားတွေကောင်းတယ်အော်လူမှုရေးနဲ့ပတ်သက်တဲ့ကံတားတွေမှာကြတော့ နည်းနည်းလေးတရားနဲ့တရားပြောရဆိုရရှင်းရလင်းရမယ့်အခြေအနေမျိုးတွေကြုံရတတ်ပါအဲ့လိုမျိုးပြောပြီးဆိုပြီးရှင်းပြီးလင်းပြီးသွားပြီဆိုရင်လည်းအဲ့ဒီလူမျိုးရေးတွေဟာပို့ပြီးတော့ကောင်းမွန်သွားတာမျိုးတွေပြတ်တတ်တယ်အဆင်ပြေသွားတာမျိုးတွေပြတ်တတ်ပါတယ်နောက်ခြေနှောင်းနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့နိဗ္ဗာန်အခြေအကျတွေကိုအကြောင်းပြုပြီးတော့နည်းနည်းလေးစိတ်နှလုံးမချမ်းနေစရာပေးဆောင်မျိုးတွေကြုံရတတ်ပါအခြေအနေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်မြင်ရတတ်အခြေအမှာလူကြီးနိဗ္ဗာန် အာအကန့်နေပေါ့နော်အဲ့လိုလေးတွေပါလာတတ်တယ်ပါလာပြီးတဲ့နောက်ပိုင်းမှာတယောက်နဲ့တယောက်အဆင်မပြေဖြစ်တတ်တယ်အိမ်အောင်ရေးမှဆိုရင်သူမိပါကိုမိပါအဲ့လိုမျိုးအခြေအနေမျိုးတွေကြုံရတတ်တယ်ကြုံပြီးတဲ့နောက်ပိုင်းမှာအဆင်မပြေမှုတွေကြုံရတတ်ပါနောက်တစ်ခုကကျွန်တော်တို့ဒီဆွမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံတာတာမှာကြတော့နမိတ်ကနည်းနည်းလေးညံ့ပါတယ်။အဲ့တော့မိသားစုကံနာကလို့ဆွမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံနာတွေမှာကြတော့နည်းနည်းလေးစိတ်မောလူမောတွန်းအပ်တတ်တယ်၊စိတ်ညစ်စရာလူတွေတွန်းအပ်တတ်တယ် အပေပဲကနေပြီးတော့အဆင်မပြေဖြစ်စရာမျိုးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဟောဒီကလာမှာကျွန်တော်တို့သရိုးသားသမီးတွေရဲ့ကံတရားမှာကြတော့အလုတ်ကဲငွေချင်းနဲ့ပတ်သက်တာရယ်။နောက်ကျမ်းမာရေးနဲ့ပတ်သက်တာရယ်။ပညာရေးကဏ္ဍတွေမှာသူသူစကြကောင်းမွန်လေပေါ့နော်။ကိုမျောလင့်ထားတဲ့အခြေအနေထက်ပိုပြီးတော့ကောင်းမွန်တိုးတက်ဖို့ရှိတယ်။အောင်မြင်မဲ့ကံတရားမျိုးတွေရှိတယ်။ပြီးတော့ဘဲကဏ္ဍတွေမှာတော့နည်းနည်းလေးအခက်အခဲတွေကြုံတတ်တယ်ဆိုတော့အခြေအနေနဲ့အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ ကဏ္ဍနောက်တစ်ခုကဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာတော့နည်းနည်းလေးစိတ်မောလူမောစိတ်ညစ်စရာအခြေအနေမျိုးတွေကြုံရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။အခုကလုံးအနေနဲ့လုံးရင်ကောင်းမလားမကောင်းဘူးလားလုံးတင်လားမလုံးတင်ဘူးလားအဲ့လိုမျိုးစဉ်းစားနေရတဲ့ကိစ္စလေးတွေရှင်းနော်ပို့ပြီးတော့စ조사ဆောင်ရွက်တင်ပါကိုလုံးနိုင်တဲ့စွမ်းရည်ထက်ပို့ပြီးတော့조사ဆောင်ရွက်တင်တဲ့ကံတရားရှိပါတယ်နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ဗုဒ္ဓသာသမိတွေရဲ့ကံစာတာကိုတပတ်တာကာလတွေ့ကြရမယ့်ကံစာတာ အဆိုအကောင့်လေးတွေကိုကဲရော့နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်ဗုဒ္ဓသာသမိတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာလေးတွေကတော့နီနိုရောင်နဲ့အဝါရောင်နဲ့ကောင်းပါတယ်နောက်ထီတို့ဓာတ်လေးကံနမိတ်တွေကဝါဒနာပါတဲ့ဗုဒ္ဓသာသမိဆိုရင်သုံးစားငါဆုံးတော့ငါစားသုံးဆုံးလို့စတဲ့နံပါတ်တွေရှာပြီးတော့ခိုးပါမြတ်စွာဘုရားရှင်ကတော့မြတ်ကြီးကိုစပယ်တန်းနေပါစီနဲ့ဘောနော်တွဲပြီးတော့ကတ်လူပူပါပြီးတော့ဆူတောင်းလိုက်ပါအညာအကိုက်ဒီပြပြပြီးတော့ကောင်းတဲ့လူရာဆန္ဒရရှိတည်မှာဖြစ်ပါတယ်